ဒီကနေ့ရဲ့ပြည်တွင်းမိုးလေဝသအခြေအနေတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ မြန်မာစံတော်ချိန်၄နိုင်ခွဲချိန်တိုင်းထွာချက်များအရမင်္ဂလာပင်လယ်အော်အနောက်မြောက်ပိုင်းအိန္ဒိယနိုင်ငံအော်ရိတာပြည်နယ်ကမ်းလွန်မှာဖြစ်ပေါ်နေတဲ့လီဗီးယားနဲ့ရပ်ဝန်းဟာဆက်လက်တည်ရှိနေပါတယ်။အဆိုပါလီဗီးယားနဲ့ရပ်ဝန်းဟာမြောက်ဘက်သို့ဖြင်းညင်းစွာရွေ့လျားနိုင်ပြီးပုံမအားကောင်းလာနိုင်တယ်လို့ခန့်မှန်းရပါတယ်။ကပလီပင်လယ်ပြင်နဲ့မင်္ဂလာပင်လယ်အော်တို့မှာမုတ်တုံလီအားအလွန်ကောင်းနေပါတယ်။ဒိုင်းဒေသကြီးနဲ့ပြည်နယ်တွေရဲ့ဒီကနေ့မော်တယ်ချိန်ကြီးခန့်မှန်းချက်အနေနဲ့ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာစိမ့်စိမ့်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအန ှံ့ပြောင်းမှုထစ်ချုံရွာပြီးရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာဒေသအလိုက်နဲ့နေပြည်တော်ပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးတနေတိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်မိုးတိတ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်း င်းဧရာဝတီတိုင်းဒေသကြီးကယားပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရနေရာတရှောင်းမှာမိုးရသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြစ်ခြင်းလျှက်စင်းလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်သတိပြုနိုင်ရန်အကြံပြုထားပါသည် မြမပင်လေပြင်းအခြေအနေကတော့မြမကန်းရိုးတန်းတခြားနယ်ကန်းလွန်ပင်လေပြင်းတို့မှာမကြခဏမိုးသက်လေပြင်းများကြားရောက်ပြီးလှိုင်းကြီးရာမှာလှိုင်းအလွန်ကြီးပါမယ်။မိုးသက်လေပြင်းကြားစဉ်ရေပြင်းမြေပြင်းလေးဟာတနာရီကို35မိုင်မှမိုင်40အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြမမြမကန်းရိုးတန်းတခြားနယ်ကန်းလွန်ပင်လေပြင်းတို့မှာ10ပေမှ14ပေကန့်ရှိနိုင်ပါတယ်။ဒီကနေ့နဲ့မြက်ပြန့်အတွက်ခမ်းမန်းချက်အနေနဲ့ကတော့ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး င်ကချင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးထစ်ကြုံပြီးနေရာကွက်၍မိုးကြီးနိုင်ပါတယ်။ ေပြည်တော်နဲ့ဒီတဝိုင်းအတွက်ဒီကနေ့မော်တယ်ဂျင်းဒီခံမှန်းချက်အနေနဲ့ကတော့မိုးအထင်အထင်ထစ်ချုံရွာပါမယ်ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်ရန်ကုန်မြို့နဲ့ဒီတဝိုင်းအတွက်ဒီကနေ့မော်တယ်ဂျင်းဒီခံမှန်းချက်အနေနဲ့ကတော့မိုးအထင်အထင်ထစ်ချုံရွာပြီးတခါတရံသေးထန်နိုင်ပါတယ်ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်မန္တလေးမြို့နဲ့ဒီတဝိုင်းအတွက်ဒီကနေ့မော်တယ်ဂျင်းဒီခံမှန်းချက်အနေနဲ့ကတော့မိုးအထင်အထင်ထစ်ချုံရွာနိုင်ပါတယ်ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်ရှင်